ရိသတ်တရေအာပိမှုနဲ့တူနိုင်ငံတကာအမှုပညာရှင်တွေကိုတူပသွားဖို့စိတ်ကူးနေတဲ့အမှုပညာရှင်ကလုံးအဖြစ်နာမည်ကြီးသူတူမင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဆယ်လီများသူကတော့ပရိသတ်များရဲ့ဝေဖန်မှုတွေနဲ့တူဆယ်လီဘွားကိုခံယူထားကြပေမယ့်အခုပြောပြပေးသွားမယ့်ဆယ်လီကတော့မကြိုက်တဲ့ပရိသတ်ဆိုတာမရှိသလောက်ပါပဲပရိသတ်အားပေးမှုတွေနဲ့ရက်တည်နေတဲ့တက်တော့ဆယ်လီကတော့ကိုအူးပဲဖြစ်ပါရည် ကိုဆိုတဲ့နာမည်ကိုလူတိုင်းမသိနိုင်ကြပါမိ့။အနုပညာရှင်ကလုံးဆိုတဲ့နာမည်ကိုတော့ပရိသတ်လေးလို့ကြားမှုကြမှာပါနော်။ဆယ်လီကိုဦးကတော့အနုပညာရှင်ရဲ့ဟန်ပန်မူရာတွေကိုတူပါရင်ကနေပရိသတ်ကြားမှာနာမည်ကြီးတဲ့ဆယ်လီတယောက်ဖြစ်လာသူပါ။ပရိသတ်တတော်များကတော့ကိုဦးကိုဘဲချင်းကစသည်လေးဆိုရင်အစိုးရရဲ့ဟန်ပန်တိုင်းလိုက်တူပြီးတော့တယောက်ဆောင်ပြတဲ့ပုံစံကနေစတင်တည်ခဲ့ကြတာလေးဖြစ်ပါရီ။ကိုဦးကတော့လိုင်းမတူနိုင်တဲ့အနုပညာရှင်ဆိုတာမရှိရလေအောင်ထူးချွန်ခဲ့တာလေးဖြစ်ပါရီ။ ူကစာပိုင်းမှာဝါသနာပါတဲ့အရာကိုပုံဖော်ကြည့်မယ်ဆိုတဲ့စိတ်နဲ့အဆိုရရဲ့ဟန်ပန်အမှုရာအတိုင်းလိုက်ပြီးတော့တရုတ်ဆောင်ပြခဲ့တာလေးဖြစ်ပါတယ်။ကိုကတော့ကနဝင်းဆိုတော်ကြီးတွေကနေအခုခေတ်ဆိုတော်ရီထိတူခိုးပြီးတော့လုံနိုင်ပါတယ်။သူကစာပိုင်းမှာဆိုတော်ရီရဲ့ဟန်ပန်ကိုတူခိုးပြီးတရုတ်ဖော်ခဲ့တယ်လို့ နောက်ပိုင်းမှာတော့တရုတ်ဆောင်တွေရဲ့အမှုရာကိုတထထေးကြအောင်တရုတ်ဖော်နိုင်လို့ပြည်သက်တရားသဘောကျပြီးတော့အားပေးခဲ့ကြတာလေးဖြစ်ပါရည်။ကိုအူကတော့ငွေကြေးပြေဆုံးတဲ့ဒုတိယမဟုတ်တာမို့တရုတ်ဆောင်တဲ့ချိန်မှာလိုအပ်တဲ့ accessory တွေကိုမဝင်နိုင်ခဲ့ပါဘူး။ပုံစံတူအောင်ပြင်ဆင်တဲ့နေရာမှာလိုအပ်တဲ့ယာတွေကိုမဝယ်ဘဲနဲ့အိမ်သုံးဆောင်ပစ္စည်းတွေကိုအသုံးပြုလေးရှိပါရည်။သူတဲမြခုံးမွေးဆိုတာလက်သေးနီဆိုးဖို့အသုံးပြုတဲ့ပစ္စည်းတွေကအိမ်နောက်ဖေးကအုံးမေတွေပါပဲ။ခက်ခဲနာနာမှပြင်ဆင်နိုင်ပေမယ့်သူ့ရဲ့တရုတ်ဆောင်ချက်တွေကလုံးဝထပ်တူကျနေရမလို့ပြည်သက်တရားသဘောကျနေရလေးဖြစ်ပါရည်။ ကိုလိုက်တူတဲ့ထဲမှာပရိသတ်တွေသဘောကျဆုံးကတော့ဆင်းအောင်ပုံစံနဲ့နေမျိုးအောင်ရဲ့ပုံစံပါပဲ။မျိုးလုံးကြည့်တွေကစပုံစံတူတလို့နှကန်းတွန်းတာကစတပုံစံနဲ့တူနေကြတာပါ။ကိုရဲ့ဟန်ပန်မှုရတဲ့ကြောင့်မင်းဆယ်လီတွေထဲမှာပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုပြေဝရတဲ့ဆယ်လီတယောက်အနေနဲ့ရက်တည်နိုင်ကြတာလည်းဖြစ်ပါရည်။ကိုကတော့တာမင်အခြေခံလူရင်းစားတယောက်ဖြစ်ပေမဲ့သူဝန္ဒနာပါရအမှုပညာကိုသူတက်ဆန်းတလောက်ပုံဖော်နေကြတာလည်းဖြစ်ပါရည်။မိသားစုစားဝတ်နေခြင်းနဲ့ကြောင့်ပယံလောက်ကိုင်းနေပေမဲ့သူအားတဲ့အချိန်တွေမှာသူဝန္ဒနာပါတဲ့အမှုပညာကိုသူ လုံးနိုင်တဲ့အရာတွေနဲ့ပုံပေါ်လုတ်ကိုင်းနေကြတာလေးဖြစ်ပါရင်အစာပိုင်းမှာတော့ဆိုရော်ရီရဲ့ပုံစံကိုတုပပြီးတော့လိုက်လုတ်ခဲ့ရင်ပြိသက်အားပေးမှုကိုရလာချိန်မှာတော့မတူညီတဲ့ပုံစံနဲ့နောက်ဆင့်တက်လန်းကြတာလေးဖြစ်ပါရင်ပြိသက်တွေမရောသွားအောင်နှုတ်ပညာရှင်တွေကိုအမြဲတမ်းလည်လာပြီးတော့တုပခဲ့တာပါအစိုးရော်တွေကိုလိုက်တူပြီးတော့နမည်ကြီးလာခဲ့တယ်လို့နောက်ပိုင်းမှာတော့တရုတ်ဆောင်တွေကိုလိုက်တူရင်ဒီပုံစံနဲ့ကြာအောင်တရုတ်ဆောင်ပြနိုင်ကြတာလေးဖြစ်ပါရင် ဆယ်လီကိုကတော့ပရိသတ်တွေပေးတဲ့ခွန်အားကြောင့်သူရဲ့နုပညာကိုပုံဖော်ဖို့ပို့ပြီးတော့အားရှိနေပြီလဲဖြစ်ပါရည်အခုချိန်မှာအစိုးရတွေတရုတ်ဆောင်တွေကိုတူပိုင်ရင်ပရိသတ်တွေကိုဖျော်ဖြေပေးနေတဲ့ကိုကတော့တိတ်မကြခင်မှာနိုင်ငံတကာကနုပညာရှင်တွေကိုလိုက်တိဖို့ကြံနေပြီလဲဖြစ်ပါရည်ကိုကတော့တိတ်မကြခင်မှာနိုင်ငံတကာနုပညာရှင်တွေရဲ့ပုံစံကိုတူခိုးရင်ပရိသတ်တွေပျော်ရွှင်ရှိမောအောင်တရုတ်ဆောင်ပြတော့မှာလဲဖြစ်ပါရည်ပရိသတ်တွေတို့ရောမကြခင်တူပါတော့မယ့်ကိုဦးရဲ့တရုတ်ဆောင်ချက်တွေကိုစိတ်ဝင်စားနေပြီလားဆိုတာပြောပြပေးသွားခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဝယ်တဲ့တင်ကြောင်း ်ရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။